ဟုတ်လားမင်္ဂလာပါရှင်ကျွန်မအဓိကပေါ့နော် resilient အကြောင်းကိုဆွေးနွေးပေးနေရင်းနဲ့ဒီ stress level တွေ stress တွေအကြောင်းကိုလည်းဆွေးနွေးတာအဲတော်တော်များများကိုလည်းကျွန်မဆွေးနွေးခဲ့ပါတယ်အဲဒီလိုမျိုး stress တွေရဲ့အဆင့်နေဒီအဆင့်နေအဆင့်နေတိုင်းမှာပေါ့နော်အဲ ကဲကိုပေါ်တော့ပြည်သူဆောက်ရှောက်တဲ့သူတွေရဲ့အရေးပါတယ်ဆိုတာဟာဒီလိုမျိုးဇေယျကွက်ကလေးတွေသူတို့တွေပြသထားတဲ့ပေါ်တော့ level stress level အစင်းနေအကြောင်းအရာတွေကိုလေ့လာခြင်းအဖြစ်ကျွန်တော်တို့တွေတကယ်အဲ့ဒီ imminent ကိုရေးကြည့်တယ်ဆိုတာကိုလေ့လာသိရှိခွင့်ရကြမှာပါအဲ့တော့ကြတော့ဒီအကြောင်းအရာတွေဟာပေါ်တော့တကယ်ကိုပေါ်တော့ သူတေတီတွေကနေပြီးတော့လေးလာတွေးရှိထားတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြန်လည်မျှဝေဆွေးနွေးပေးခြင်းလည်းဖြစ်ပါတယ်။ဒီလိုမျိုးအကြောင်းအရာလေးတွေကိုသိရှိထားခြင်းအပြင်ဖြစ်ပေါ်တတ်တဲ့အလေးထားလေးတွေဒီလိုမျိုးရှိပါလား။ဟိုဒီလိုမျိုးကလေးတွေမှာ စိတ်ပီစီမှုတွေဖြစ်တတ်တယ်။ဒီစိတ်ပီစီမှုတွေမဖြစ်အောင်အကြောင်းရင်းတွေကိုသိပြီးအိမ်တွင်းကျန်း ဖဲမှုတွေလစ်လူရှုခံရအထားမှုတွေအဲပေါ့နော်လဲမားစွာပြုကျင့်ခံရမှုတွေမူရည်စေဝါသုံးဆွဲခြင်းတွေဟာစိတ်ဖြစ်မှုတွေကိုဖြစ်ပေါ်စေတယ်အဲဖြစ်ပေါ်စေတာအဲ့လိုမျိုးစိတ်ဖြစ်မှုတွေရာတကယ်ကိုစိုးဝါးတဲ့အစိတ်အင့်နဲ့စိတ်ဖြစ်မှုတွေဖြစ်ပေါ်စေတာလည်းဖြစ်တယ်အဲ့တော့စိုးဝါးတဲ့အစိတ်ဖြစ်စိတ်တင်းစေတဲ့စိတ် toxic stress တွေဖြစ်ပေါ်စေတဲ့ကျမတို့ကလေးတွေကိုအိမ်တွင်းကြံပတ်မှုတွေနဲ့သူတို့ရဲ့ခန္ဓာကိုယ်ပိုင်းရောစိတ်ပိုင်းရောနာကျင်အောင်လုပ်တာတွေ ဂယုမဆိုင်ပဲနဲ့လစ်လူရှူပြီးပြစ်ပယ်ထားတာ၏အဲလွဲမားစွာပြုကျင့်ခံရတာ၏မူရစ်စေဝါတွေသုံးဆွဲတာတွေဟာတကယ်ကိုမကောင်းတဲ့စိတ်ဖြစ်စီမှုတွေကိုဖြစ်ပေါ်စေတယ်ခန္ဓာကိုယ်ပိုင်ရောပတ်ဝန်းကျင်ရောကိုယ့်အတွက်ရောဘုရုအတွက်မှာမကောင်းတဲ့စိတ်ဖြစ်စီမှုတွေကိုဖြစ်ပေါ်စေတယ်အဲ့ဒါမျိုးတွေမဖြစ်အောင်ပြုစုဆောင်ရှောက်တဲ့သူတွေရဲ့အခန်းကဏ္ဍဟာအင်မတန်မှကိုအရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးရခြင်းဖြစ်ပါတယ်အဲ့ဒီမှာ ဒီလိုမျိုး stress level တွေဖြစ်ပေါ်စေတဲ့အခါမှာအစိတ်ဖြစ်စေတဲ့စိတ်ဖိစီးမှုတွေဟာကျန်းမာကြံ့ခိုင်တဲ့ဖွံ့ဖြိုးမှုကိုလမ်းချော်သွားစေတယ်ဒီလိုမျိုးစိတ်ဖိစီးမှုတွေဟာကလေးတွေဘဝမှာဖွံ့ဖြိုးရမယ်ဥနောက်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရမယ်အဲကျန်းမာကြံ့ခိုင်နေရမယ်အရွယ်မှာဖွံ့ဖြိုးရမယ်ဖွံ့ဖြိုးမှုတွေကိုလမ်းချော်သွားစေတယ်လမ်းလွဲသွားစေတယ်ဒါကြောင့် မိမိရဲ့ကလေးတွေဘောနော်ဒီလိုမျိုးအစိတ်တင်းတဲ့စိတ်ဖိစီးမှု ဖြစ်တဲ့အခြေအနေမျိုးကိုမရောက်အောင်ဂယုဒဇိုင်ကြီးရှုလေးလာ သုံးသပ်ပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးမှုတွေပုံမှန်ဖွံ့ဖြိုးလောက်စနစ်တကျဖွံ့ဖြိုးလောက်မှန်မှန်ကန်ကန်ဖွံ့ဖြိုးလောက်ဒီချင်းပေဖို့လိုအပ်တယ်လမ်းချော်သွားလို့မဖြစ်ပါဘူးရှင်ဒါကြောင့်အစိတ်တင်းစေတဲ့အစိတ်ဖြစ်စေတဲ့စိတ်ဖိစီးမှုတွေက ကျမ်းမာရေးကိုလည်းထိခိုက်တယ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်တယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်တယ်ဒါကြောင့်ကျန်းမာကြန့်ခိုင်တဲ့ဖွံ့ဖြိုးမှုတွေကိုလမ်းချော်သွားစေပါတယ်တဲ့ဒီလိုမျိုးမဖြစ်အောင်ပြုစုဆောင်ရှောက်ပေးဖို့အင်မတန်ကိုအရေးတကြီးလိုအပ်တာလည်းဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ဒါလေးကတော့ကျမတို့မကြည့်မထက်မဖြစ်ပေါ့နော်အရေးကြီးတဲ့အခြေအနေကနေရှိနေတာပါကျမတို့ 21st century skill တွေဟာ ဟဲပေါ့နော်တကယ်ကိုပေါ့နော်ကလေးတွေအတွက်ပြေဝလာအောင်နေချင်းပေးဖို့လိုအပ်တယ်အဲ့လိုပဲကျမတို့ဒီတိုးတက်ပြောင်းလဲလာတဲ့ဉာဏ်ပညာကြီးကဘာကြီးဟာရွာကြီးတရွာဖြစ်သွားပြီ ်ဘယ်ချိန်မှာဘယ်နေရာကိုဆက်သွယ်မလို့ဆက်သွယ်လို့ရနေပြီအတန်ကော ရုပ်ကောခန္ဓာကိုယ်အကုန်လုံးကို မြင်တွေ့လို့အဲဆက်သွယ်ရတာအင်မတန်ကိုကောင်းမွန်နေပြီအဲဒါတကယ်ကိုတိုးတက်ကောင်းမွန်တဲ့အဲဤပညာကြီးထွန်းကားနေတာလည်းဖြစ်တယ်အဲစေပညာပိုင်းကောပေါ့နော်အဆစအရာရာပါကျမတို့ดาวบ่เนาะเฉยมีติ๋วဆိုရင်เบยามะซู အဲအောင်မြင်ကျော်လွားပြီးတော့ဗောနော်အဲအောင်မြင်အောင်ဆောင်ရွက်လို့ရနေပြီအရာရာဟိုဗောနော်ဤပညာတွေကရမ်းကိုထွန်းကားနေပြီအဲအိမ်မာနေနေပြီးတော့ဘယ်ရာတွေကိုလေ့လာမလို့လေ့လာလို့ရတယ်မိမိစိတ်အားထက်သန်တဲ့စိတ်ဝင်စားတဲ့အရာအလုံးကိုအိမ်မာနေနေပြီးတော့ကိုပဲလေ့လာလို့ရနေပြီအိမ်မာနေပြီးတော့ပဲဘွဲ့ဒီဂရီတွေကိုယူလို့ရနေပြီအဲ့တော့ခြားတော့အရန်ကိုတိုးတက်ကောင်းမွန်နေပြီ တူတဲကောင်းမွန်နေတဲ့အရာတွေက တဖြည်းဖြည်းနဲ့ပေါ့နော်မိမိကကောင်းတာတွေကိုပဲယူတတ်ပြီးတော့ဆိုးတာတွေကို ကျမတို့တွေမပယ်ပြပယ်တတ်အောင်ပေါ့နော်ပြပယ်တတ်အောင် မကောင်းတာတွေကိုကျမတို့မယူတတ်အောင်ကျမတို့ကလေးတွေကိုလည်းမကောင်းတာတွေကိုရှောင်ကျင်တတ်အောင်လေ့ကျင့်ပေးထားဖို့လိုအပ်တာလည်းဖြစ်ပါရဲ့ အဲ့ဒါတွေကအင်မတန်ကိုရေးတကြီးလိုအပ်နေပြီဆိုတာလေးကိုဒီ slide ကလေးနဲ့ကျွန်မဆွေးနွေးပေးခြင်းလဲဆွေးနွေးပေးတာဆွေးနွေးပေးခြင်းလဲဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျွန်တော်တို့ကလေးတွေကိုဟို TV တွေ video game တွေဟာတကယ်ကိုလွယ်လွယ်ကူကူရနေပြီဖုန်းလေးကိုဖွင့်လိုက်ရုံနဲ့ game ပေါင်းစုံဟာရနေပြီကလေးတွေကလည်းကစားတယ်အဲ့ဒီ game တွေထဲမှာဟုတ်ပါတော့ ဘလူးဂိန်းတွေကကျမတို့ရဲ့ကလေးတွေရဲ့စိတ်ဖိစီးမှုတွေကိုပို့ပြီးတော့ဖြစ်စေတုံးဆိုရင် အကြမ်းဖက်မှုတွေပါတဲ့ဂိန်းတွေတိုက်တာခိုက်တာတွေဒုတ်တွေဓာတ်တွေနဲ့တိုက်တယ်ခိုက်တယ်အဲပေါ့နော်ဒါမျိုးဆိုရင်အကြမ်းဖက်မှုတွေလေကလေးတွေကဒီဂိန်းတွေကိုပို့ပြီးတော့စိတ်ဝင်စားတာလေယောက်ျားလေးတွေဆိုပို့စိတ်ဝင်စားကြတယ်အဲဒီလိုမျိုးတိုက်ပြီးတော့ခိုက်ရတာကိုသူတို့တွေကစိတ်ဝင်စားနဲ့ကြည့်ရပေါ့နော် ဒါလည်းယောက်ျားလေးတိုင်းတော့မဟုတ်ပါဘူးတကယ်ကိုစနစ်တကျလေ့ကျင့်ဖေးထားတဲ့ကလေးတွေယောက်ျားလေးတွေကဒါမျိုးတွေကိုသူတို့တွေမကြိုက်ပါဘူးဟိုကျွန်တော်တို့လည်းအတွေ့အကြုံရလေ့လာသိရှိထားတာတွေကတော့အများကြီးပေါ့နော်အဲ့တော့ကြတော့ဟို TV တွေ video game တွေထဲမှာကြမ်းဖက်မှုအတွေ့အကြုံတွေပါတယ်အဲ့ဒီ game တွေကိုသူတို့ကအချိန်အကြာကြီးသူတို့ဒီဂိမ်းတွေကို ကစားမယ်ဆိုရင် ကလေးတွေရဲ့စိတ်ထဲမှာ ိတ်ကပေါ့နော်စိတ်ဖိစီးမှုတွေများလာပြီးတော့အကျန်းဖက်ခြင်းတဲ့စိတ်တွေဟာဟိုတိုးတိုးပွားလာတယ်အဲ့အကျန်းဖက်ခြင်းတဲ့စိတ်တွေတိုးပွားလာတာနဲ့တပြိုင်တည်းခုန Toxic stress ဆိုတဲ့အစိတ်တင်စီတဲ့စိတ်ဖိစီးမှုတွေအန္တရာယ်ဖြစ်စေနိုင်တဲ့စိတ်ဖိစီးမှုတွေကတွဲပါလာတာဒီလိုမျိုးအကျန်းအဲ့လိုမျိုးတွဲပါလာတာကျွန်တော်တို့ဒီကအကျန်းဖက်မှုအတွေ့အကြုံတွေ ရစီတဲ့ဂိမ်းတွေပေါ့နော် TV တွေမှာလည်းရှိရဲ့ဗီဒီယိုဂိမ်းတွေမှာလည်းရှိရဲ့အဲ့ဒါတွေကိုတို့တွေကကစားရင်းနဲ့မှကုလိုမျိုးပေါ့နော်အစိတ်တင့်စေတဲ့အန္တရာယ်ဖြစ်စေနိုင်တဲ့အဆင့်ထိရောက်တဲ့စိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေကိုရောက်ရှိလာစေတာလည်းဖြစ်တယ်အဲ့ဒီလိုမျိုးနဲ့ပေါ့နော်ပထမပိုင်းတော့အဲ့ဒီကဂိမ်းတွေကိုကလေးတွေကကြောက်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 နဲ့ကြည်တယ်ကစားတယ်တဖြည်းဖြည်းနဲ့ဘာဖြစ်လာတော့ဆိုတော့အတွေ့အကြုံတွေလည်းများလာတော့ဒီဂိမ်းတွေကိုတို့ကြည့်ရတာနှစ်သက်လာရင်ပါလာရင်ဝါသနာပြစ်လာတယ် ီဂိမ်းကိုမှမကြည့်ရရင်မနေနိုင်တော့ဘူးအဲ့လိုစင်တီရောက်သွားအရင်ကြောက်ဖို့ကောင်းပါလေရှင်ကျမတို့တို့တွေပေါ့နော်အဲကျမတို့သတင်းတွေထဲမှာလဲကြားဘူးကြားနေကြပါတယ်အဲမလျော်ညီတဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေပေါ့နော်ဒါကမျိုးတွေဆိုရင်ဟိုတက်ပြတ်မှုတွေပေါ့နော်တက်ပြတ်မှုတွေကိုကြားနေရတယ်ဒီတက်ပြတ်မှုတွေဘာလို့ဒီလိုမျိုးကလေးတွေငငယ်ရွယ်ရွယ်နဲ့လောက်ကြရအောင်ဆိုရင်ဒီဂိမ်းတွေကိုကြည့်လို့ဖြစ်တာ ီဂိမ်းတွေကိုကြည့်တဲ့အခါမှာဒီလိုမျိုးဂိမ်းတွေကိုကြည့်ရင်းနဲ့သူတို့ရဲ့အတွေ့အကြုံတွေမှာဒီဟာတွေနဲ့ယင်ပါလာမယ်ရင်ပါလာမယ်ဝါသနာဖြစ်လာမယ်ဒါကိုမကြည့်ရရင်မနေနိုင်ဖြစ်လာမယ်အဲနောက်ကြတော့တပြည့်ပထမဦးဆုံးတာမန်ဆွေပြဿနာကိုအကျန်းဖက်နည်းနဲ့ဖြေရှင်းရမယ်လို့စတင်ယုံကြည်လာတယ်တဲ့ဟိုဘယ်ပြဿနာဖြစ်ဖြစ်ပေါ့နော်အကျန်းဖက်တဲ့နည်းနဲ့ပဲဖြေရှင်းမယ် ဟိုကောင်းကောင်းမွန်မွန်မပြောတတ်တော့ဘူးအဲတချို့ဆိုရင်မိဘကိုပြန်អော်တာ၄ဆရာသမားတွေကိုပြန်អော်တာ၄လေဟိုဒါမျိုးတွေကြုံမှုမယ်ဒါမျိုးတွေဖြစ်နေတာတွေအဒီလိုမျိုးခိန်းနေကြောင်ဖြစ်နေတာကျမတို့ကလေးတွေကိုဒီဂိမ်းမျိုးတွေပေးမစော့ဖို့ရေးကြည့်ပါတယ်ရှင်အဲ့လိုမျိုးတွေပေးဆော့ထားပြီဆိုရင်ပြဿနာကိုတို့ကအကျန်းဖက်တဲ့နည်းနဲ့ဖြေရှင်းမယ်။အဲနောက်တစ်ခါတွေ့မြင်ခဲ့ရတဲ့သူဒီဂိမ်းထဲမှာတွေ့မြင်ခဲ့ရတဲ့အကျန်းဖက်နည်းမျိုးစုံကိုအတူယူမယ်။ ကလေးကသူ့ပတ်ဝန်းကျင်မှာရှိတယ်ပေါ့နော်သူမြင်တွေ့ရတာကိုသူတွေ့ယူရတာဖြစ်တဲ့အတွက်မိမတွေအုပ်ထင်းသူလူကြီးမိမတွေကကလေးတွေကိုဂိမ်းနေနဲ့ပစ်ထားလိုက်တယ်ဟိုဘယ်ဒီဖုန်းနေနဲ့ပစ်ထားလိုက်တာဖုန်းနေပေးထားလိုက်တယ်ကလေးကသူကြည့်နေတဲ့ဂိမ်းသူကြည့်မယ်ဘယ်လိုကြည့်ရဲ့အခါမှာခုနအကျန်းဖက်တဲ့ဂိမ်းတွေပါလာပြီဆိုရင်အဲ့အကျန်းဖက်တဲ့ဂိမ်းတွေကိုကလေးကကြည့်လာပြီဆိုရင် သူတို့ကတဖြည်းဖြည်းနဲ့ကြည့်ပါများလာတော့ရင်ပါမယ်ဝါသနာထုံးလာမယ်တဖြည်းဖြည်းနဲ့ ပြဒနာရှိပြီဆိုရင်လည်းအဲ့ပြဒနာကိုဒါကိုလည်းပြဒနာကိုလည်းဖြည့်ရှင်းတဲ့အခါမှာလည်းအကျန်းဖက်တဲ့နီးနဲ့ဖြည့်ရှင်းမယ်တဖြည်းဖြည်းနဲ့သူကိုယ်တိုင်ဒီအကျန်းဖက်တဲ့နီးတွေကိုဟိုအတုယူလာမယ်အနေရများသွားပြီအဲ့လိုအတုယူပြီးတော့ငငယ်ရွယ်ရွယ်နဲ့ကလေးတွေဟာပေါ့နော်လူတက်တဲ့အဆင့်ကိုရောက်သွားတာအသက်18နှစ်နဲ့လူတက်ရဲတယ်ဆိုတာဒီဂိမ်းတွေကြောင့်လည်းပါတယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလိုမျိုးအကျန်းဖက်တဲ့နီးမျိုးစုံပါတာတွေကိုသူတို့အတုယူမယ် ခံရသူကဘာကြောင့်ခံရတာတို့ပြုလို့သူကဘလို့ဘာကြောင့်ပြုလို့အောင်ဒီလက္ခဏာတွေကိုသူတို့ကသတ်မှတ်ဖော်ထုတ်ပြီးတော့သူတို့ကအဲ့ဒီကလေးမျိုးပြုမူလာကြတာဖြစ်တယ်အဲ့တော့ကြတော့သူတို့အသေးစိတ်ကြည်ရလေဒါလေးကိုအသေးစိတ်ကြည်မယ်အသေးစိတ်အဲ့ဒီလိုဝေဖန်သုံးသက်မယ်အမေဒါမကောင်းတဲ့ဘက်မှာသူတို့ဝေဖန်သုံးသက်နေတာအဲ့လိုမျိုးသုံးသက်ရင်လည်းသူတို့ကနမူနာအတုတွေယူပြီးတော့ပေါ့နော်ဒီမှာဆိုကကိုကနိုင်တဲ့သူဖြစ်အောင်ခံရတဲ့သူမဖြစ်အောင်ပြုလုပ်တဲ့သူဖြစ်အောင် ဘယ်လိုလုပ်မလို့ဆိုတာကိုဒီလက္ခဏာတွေကိုသူကဖော်ထုတ်ပြီးတော့မကောင်းတဲ့အရာကိုဖော်ထုတ်ပြီးတော့လှုပ်ဆောင်တဲ့အစ်စ်နေတီရောက်သွားနိုင်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုဒီလိုမျိုးတွေဒီမှာတိုက်တဲ့ခိုက်တဲ့ဂိမ်းတွေဒုတ်တွေဓာတွေနဲ့တိုက်ခိုက်နေတာတွေဒါမျိုးတွေဂိမ်းတွေကိုသူတို့တွေများများကြည့်ပြီးဆိုရင် အကြမ်းဖက်မှုအတွေ့အကြုံတွေအများကြီးရသွားမယ်ဒီလိုမျိုးတွေ့အကြုံတွေကိုသူတို့ကယဉ်ပန်းလာမယ်ကြည်ရင်ကြည်ပထမပိုင်းတော့ကြောက်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 နဲ့ကြည်ရအောင်ကြည်ယဉ်ပန်းပြီးတော့ဝါသနာထုံးလာမယ်ပြီးရင်သူကလည်းပြဿနာကိုဖြေရှင်းရင်လည်းအကြမ်းဖက်တဲ့နည်းနဲ့ပဲဖြေရှင်းတတ်လာတယ်အဲ အဲ့ဒါတွေကကျွန်တော်တို့ဒီဂိမ်းတွေကြောက်မှာနောက်တစ်ခါတွေးမြင်ရတဲ့အကျန်းဖက်နီးမျိုးစုံကိုလည်းတို့တွေအတူယူလာမယ်။အဲအဲ့လိုမျိုးအတူယူရင်းနဲ့တို့ကိုယ်တိုင်ကိုပဲတို့ခံရသူကဘယ်လိုလက္ခဏာတွေတုံးပြုတ်လုတဲ့သူကဘယ်လိုလက္ခဏာတွေဆိုတာသတ်မှတ်ဖို့ထုတ်လာမယ်။အဲ့လိုမျိုးအစ်စ်နေထီကိုပေါ့နော်။တဖြည်းဖြည်းနဲ့ဒီလိုမျိုးဂိမ်းတွေရနေမှာတကယ်ကိုအစိတ်တင်နေစေတဲ့စိတ်ပီစည်းမှုတွေအနည်းငယ်ရှိတဲ့စိတ်ပီစည်းမှုတွေအစ်ကိုရောက်သားမှာဖြစ်ပါတယ်ရှင်။ဒီဟာဒီလိုမျိုးဗီဒီယိုဂိမ်းတွေ TV ဂိမ်းတွေရနေပြီးတော့ ကလေးတွေအတွက်မကောင်းတဲ့အကြောင်းအရာတွေမကောင်းတဲ့အတွေ့အကြုံတွေမကောင်းတဲ့အဖြစ်အပျက်တွေကိုသူတို့တွေဒါတိရှိဟိုပေါ့နော်လေလာသုံးသက်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာဟိုပဲဒါရင်းနဲ့ယင်ပါလာတာမကောင်းတဲ့အခြေအနေဖြစ်ပါတယ်ရှင်အဲ့လိုမျိုးမဖြစ်အောင်တတိရှိဖို့လိုအပ်ပါလိုအပ်တာလည်းဖြစ်ပါတယ်အင်မတန်ကိုတတိရှိဖို့လိုအပ်ပါတယ်ကလေးကိုဖုံးနဲ့နေတယ်ဆိုပြီးပေးထားပြီးတော့ဒီလိုမျိုးတွေဒါကြည်နေမယ်ဆိုရင်မလျော်ညီတဲ့အကြံဖက်မှုတွေ ဒါမဖြစ်တဲ့အရာတွေဖြစ်သွားစေနိုင်တာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးဖြစ်ပြီးဆိုလို့ရှိရင်တဲ့အာယုံစူးစိုက်ဖို့ခတ်သွားပြီဘယ်ရမှသူအာယုံစူးမစိုက်နိုင်တော့ဘူးကျွန်တော်တို့တွေတန်းနေတယ်မှာလဲတွေ့ဘူးမေကလေးရာစားတင်းနေရစားအောင်အာယုံမစူးစိုက်နိုင်ဘူးစိတ်ကဟိုရောက်ဒီရောက်နေပေါ့နော်ဒါမျိုးတွေကအဓိကဒီဗီဒီယိုဂိမ်းတွေကြောင့်ဖြစ်ချင်းလဲဖြစ်တယ်။ဒီဗီဒီယိုဂိမ်းတွေကကလေးရဲ့အာယုံစူးစိုက်နိုင်မှုကိုရော့ကြသွားအဲဟိုခက်ခဲစေတယ်။ခက်ခဲတဲ့အဆင့်ကိုရောက်သွားတာပါ စဉ်းစားတွေးခေါ်မှုတွေအားနည်းသွားတယ်ဒီဂိမ်းရဲ့အပေါ်မှာပဲသူအားအားဆိုင်ပြီးတော့ကြည့်ရှုနေရဖြစ်တဲ့အတွက်သူတို့ရဲ့အားဆိုင်နိုင်မှုစဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်တွေကရော့ကျသွားမယ်မစဉ်းစားနိုင်တော့ဘူးပေါ့နော်လောက်ရက်တည်းရစဉ်းစားတွေးခေါ်မှုတွေအားနည်းသွားမယ်မိမိလောက်ရက်ကိုထိန်းချုပ်နိုင်မှုအားနည်းသွားမယ်အဲဒါကြောင့်ကျွန်တော်တို့တွေဆိုရန်ဖြစ်ပြီးဆိုရင်ကလေးတွေကိုထိန်းချုပ်ဖို့ခဲရင်သွားတယ်ဘာလို့ခဲရင်တာလို့ဆိုရင်ဒီလိုမျိုးဂိမ်းတွေကြောင့်ခဲရင်ချင်းဖြစ်တယ်။အဲ့တော့ဤပညာတွေတိုးတက်လာတာ ဖြစ်တယ်လို့ပဲကလေးတွေကိုဒီလိုမျိုး TV တွေအဲဖုန်းတွေထဲမှာရှိတဲ့ဂိမ်းတွေလည်းလွတ်ပေးထားမယ်ဆိုရင် အာယုံစူးစိုက်ဖို့ဆိုတော့တကူကူအာယုံမမစူးစိုက်နိုင်ရင်ဘာမှတင်ကြားလို့မရတော့ဘူးလေကျမတို့တွေအဲ့တော့ကြတော့အာယုံစူးစိုက်မှုတွေရောကြသွားမယ်စဉ်းစားတွေးခေါ်မှုတွေအားနည်းသွားမယ်မိမိလောက်ရက်ကိုမိမိမထိန်ချုပ်နိုင်တာတွေဖြစ်လာမယ်အဲနေ့စဉ်ဘဝမှာလည်းစိတ်ဒုက္ခအကြီးအကျယ်ရောက်လာမယ်နေ့စဉ်ဘဝမှာသူပုံမှန်လုပ်ရမယ့်အလုပ်တွေကိုမလုပ်နိုင်တော့ဘဲနဲ့ပေါ့နော်စိတ်ဒုက္ခတွေရောက်လာမယ် အဲ့လိုမျိုးအခြေအနေတွေဖြစ်နေပြီဆိုရင်ဟိုပြုစုဆောင်လျှောက်တဲ့သူတွေရဲ့အခန်းကဏ္ဍဟာအရေးကြီးလာပြီလေဖြစ်ပါတယ်ရှင်အဲ့တော့ဟိုကျွန်တော်တို့ဒီလိုမျိုးပေါ့နော် ဟိုဒီဗီဒီယိုဂိမ်းတွေ TV ဂိမ်းတွေအကြမ်းဖက်မှုတွေပါတဲ့ဂိမ်းတွေဟာကလေးတွေအတွက်တော့အင်မတန်ကိုပဲမကောင်းတာပါကလေးတွေအတွက်မကောင်းမှုဆိုတော့ဘသူအတွက်မှမကောင်းပါဘူးဘသူအတွက်မှမကောင်းပါဘူးဒီအရာတွေဟာကြည်ရင်ကြည်ရင်နဲ့ဆွဲလန်းသွားမယ်ဝါသနာပါသွားမယ်ယင်ပါလာမယ်တပြေးပြေးနဲ့ဒီတရားအတွက်ပုံစံတွေကိုအတူယူလာမယ်အဲ့ဒါဆိုလို့ရှိရင် အန္တရာယ်တွေအရန်ကိုများတာလည်းဖြစ်တယ်။အဲအဲ့လိုမျိုးအန္တရာယ်များရသူများကိုတော့မလုတ်သေးဘူးဆိုရင်လည်းမိမိဒီလိုမျိုးဂိမ်းနေကြည်ချင်းအပြင်အာယုံစူးစိုက်မှုဆိုတဲ့ဆွဲရင်ဆွဲရည်တွေနဲလာမယ်။နောက်တကမိမိကိုကိုမိမိလည်းမဆောင်ရှောက်နိုင်တော့ဘူးနောက်တကပြက်တနာကိုအကျန်းဖက်တဲ့နည်းနဲ့ဖြည့်ရှင်းမှုစူးစမ်းလာမယ်စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်ဒီလိုမျိုးဖြစ်တဲ့အခြေအနေကိုတွေ့ပြီဆိုရင်ကျမတို့တွေပေါ့နော်ကျမတို့တွေနဲ့လူကြီးမိဘအုပ်ထင်းသူတွေရဲ့အခန်းကဏ္ဍအရေးကြီးတယ် ဲ့လိုမျိုးမဖြစ်ခင်ကတည်းကကျမတို့ပြုစုဆောင်ရှောက်တဲ့သူတွေရဲ့အခန်းကဏ္ဍကဒီလိုမျိုးအစ်စ်နေမဖြစ်အောင်ပြုစုဆောင်ရှောက်ပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်။အဲ့တော့ကျမအထူးမှာကြားလို့အထူးလေးဆွေးနွေးပေးကြလို့လားတော့ပေါ့နော်။ကျမတို့ရဲ့ကလေးတွေကို TV ဂိမ်းတွေ၊ဗီဒီယိုဂိမ်း၊ဖုန်းထဲမှာပါတဲ့ဗီဒီယိုဂိမ်းတွေနဲ့ကလေးနေတယ်ဆိုပြီးတော့လွတ်ထားမပေးဖို့အရေးကြီးပါတယ်ရှင်။ကျမတို့ကလေးတွေကိုတကယ်ကိုပေါ့နော်တော်တယ်ထူးချွန်ထက်မြက်တဲ့သူတွေ အဲဖြစ်စင်တယ်ဆိုရင်သူတို့အတွက်အန္တရာယ်ဖြစ်စေတဲ့ဗီဒီယိုဂိမ်းတွေနဲ့မရင်ပါအောင်ပြုစုစောင့်ရှောက်ပေးဖို့ဟာအင်မတန်ကိုအရေးကြီးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်